မြတ်စွာဘုရားကိုယ်တိုင်ကဟောပြီးဟောထားတာရှိတယ်။လူသေးပြီးလူပြန်ဖြစ်တာအလွန်နည်းတယ်လေ။လူသေးပြီးငရဲရောက်တာများတယ်။လူသေးပြီးတရိစ္ဆာဖြစ်တာများတယ်။လူသေးပြီးပြိတ္တဘဝရောက်သွားတာများတယ်။သူဆိုတယ်နော်။လူသေးပြီးတရိစ္ဆာဖြစ်သွားတယ်။နော်အပေလေးဘုံရောက်သွားတာတွေကပုံများတယ်။သူဟောတယ်။အဲ့တော့37ဘုံတရားတွေဟာကျင်လဲနေတယ်ထင်တယ်။ အရေးအတွက်အားဖြင့်ပြောမယ်ဆိုရင်လူပုံရောက်တဲ့သရဝါအနေတဲ့ရသဗျာတခင်ကိုရမြကတာလစ်စိကလာဆိုတော့ထမိုးကြီးနော်ထဘိုးထုံကြီးအပေါက်တစ်ပေါက်ထဲသာရှိတဲ့ထဘိုးထုံကြီးဥပမာပေးပြီးတော့ခေါ်ကြထားတဲ့တုတ်တာရှိတယ်ရှုကလစ်စိတ်တာအဲ့ဒီထမိုးထုံကြီးယူကစ်စိတ် ထမုတို့ကြီးဟာပင်လယ်ပြင်ပေါ်မှာလှိုင်းပုတ်ရအောင်မျောပြီးတော့နေတယ်အပေါက်ကတပေါက်သေးပါတယ်အဲ့ဒီပင်လယ်ပြင်ထဲမှာလည်းပဲစိတ်ကမ်းမျက်စိမမြင်ရတဲ့စိတ်ဒီလက်ကြီးတကောင်မျက်စိမပါတဲ့လက်ကြီးတကောင်ဟာလည်းပင်လယ်အောက်ကျမ်းပြေမှာလက်လက်သွားလာပြီးယမယံကမျက်နှာပြင်ပေါ်ပင်လယ်မျက်နှာပြင်ပေါ်တက်လာပြီးတော့လေးရှူတယ် အဲ့တော့အနှစ်တရာကြာမှသူကပင်လည်းမျက်နှာပြင်မော်ရောက်လာတတ်တယ်အဲ့ဒီလေကမ်းကြီးတကောင်အနှစ်တရာကြာမှပင်လည်းပြင်ကိုတက်လာတဲ့အချိန်အပေါက်တစ်ပေါက်သာပါတဲ့ထဘိုးတုံးကြီးကလည်းမျောခြင်းရမျောနေတဲ့အချိန်သူကလည်းပဲခေါင်းကိုရေမျက်နှာပြင်မော်ပြူလိုက်တဲ့အချိန်မှာထဘိုးတုံးရဲ့အပေါက်နဲ့ လက်ရဲ့ခေါင်းနဲ့အန်ကြာဆုံးမိဖို့ဆိုတာဖြစ်နိုင်ပါမလားဖြစ်နိုင်မို့နော်အလုံးကိုဖြစ်ခဲတယ်လို့ပြောအလုံးဖြစ်ခဲတယ်အဲ့ဒီတဲ့တောင်လူဖြစ်ဖို့ကခဲနေတယ်လို့မြတ်စွာဘုရားဟောတာနော်အဲ့ဒီတဲ့တောင်လူဖြစ်ဖို့အေး စာထဲမှာမပါဘူးပဲပြောကြတာရှိတယ်ပြမပြေကအတစင်လူပြေကအတစင်ချလိုက်အဖျားချင်းသာထိမယ်ဆိုစာထဲတော့မပါခုနကတော့ဘုရားဟောတာနော်ဘုရားဟောတဲ့အကြောင်းအဲ့တော့လူဘဝဆိုတာလူဖြစ်ဖို့မတမ်းမခဲရင်လေခဲရင်တော့လေလူဘဝဟာတမှုရှိတယ်ဘဝတေချာတယ်အဲ့ဒါကြောင့်ဘို့လို့လူဘဝဘုန်းကြီးတို့တွေရလာပြီဘာလို့ရမလဲအခုလို့တမှုရှိတဲ့လူဘဝရလာတဲ့အခါ ရသည်နဲ့အနှစ်သာရတွေကဘာတွေလဲ